မဲဆိုရင်မျက်လုံးမဲမျက်လုံးမိမိနာမုံမုံဆိုရင်ကျွန်တော်မမုံသည်မုံမုံဆိုရင်မမုံသည်မအမဲအမဲကတကြားလုံးလည်းရတယ်မိုးလည်းရတယ်အတန်တော့နည်းနည်းกว่าမယ်ဒါပေမဲ့ဒီမှာတော့ကျွန်တော်အဲ့ဒီကအမဲရဲ့အမဲရဲ့နှစ်ခုကိုကျွန်တော်ခွင့်မပြောဘူးကျွန်တော်ကျောင်းကျောင်းသားတွေကအမဲတကြားလုံးလည်းရတယ်မိုးလည်းရတယ်လို့ ဒီနေထမ်းမှာတော့မှတ်ထားလို့ရတယ်เนาะအဲ့တော့အာမဲတကြလုံးအာမဲမိုမိုမိုမမွန်ဒီမိမိနာမဲညလုံးဆိုတာဒါလေးကြိုင်နေဒါလေးပါတခါလေးမှတ်သွားစီချင်ပါလေအဘီနော်လည်းရအောင်ဆက်ဆွေးမယ်အဲ့တော့ရဆွဲချက်ကကျွန်တော်ဒီဘက်က ရမသောကွက်ကနေစယူတယ်အပေါ်ဒီအပေါ်နောက်ကွက်ကိုပဲတောင်းပြီးဆွဲမယ်ဆိုတော့ကျွန်တော်ကအစကိုဒီရဲ့ခါဝက်အကြော်ကြော်ကနေဒီအစမယ်ဒါမျိုးကျွန်တော်တက်သွားပြီးဒီနောက်ရောက်ကျွန်တော်တစ်ချက်ဖတ်ကန်းလို့ကျွန်တော်ကိုေးလိုက်မယ်အဲ့ကိုေးရဲ့အချိန်နဲ့ကျွန်တော်ဒီပေါ်လေးမှာဒါမျိုးလေးတစ်ချက်တက်လာပြီးတော့အဲ့ရအချိန်နဲ့ပဲကျွန်တော်ဒီမှာဒီကျွန်တော်ဖြတ်ချလိုက်တယ်အားပါလဲရ ်အာကျွန်တော်တို့ချက်တော့ဆွေးကြည့်မယ်ရောချက်ကဒီကနေ့ဆက်ဆွေးတယ်သူရဲ့ဒီကတက်သွားတဲ့ရှင်အော်ကျော်ဒီမှာတစ်ချက်ဒိုင်ဆွေးတဲ့တွေအကုန်လုံးကဒီမှာတစ်ချက်ဒီကတက်သွားတဲ့ရှင်လေဒီကောင်လာပြီးတော့မှပြီးတော့မှဒီကောင်လာပြီးတော့မှဒီကနေ့ပြန်ပြီးတော့မှဒီကောင်ရှိကျွန်တော်ပြန်ဆင်းသွားမယ့်ပုံစံမျိုးဖြစ်ပါဘာကြောင့်ဒီမှာတစ်ချက်ဆွဲလိုက်ပြီး ဆိုရင် add တောင်းလိုက်ရှင်လည်းလို့သွားမယ်ဟာပါလေရအောင် final ရအောင်ကျွန်တော်ဆွဲပြမယ်နော်လုံးဆက်ကြောင်းနေကော်သွားမယ်အဲ အတူတူပါပဲเนาะရရပြီးရယူအောင်ပြည့်တမ်းပဲရီမရှိဘူးယူယူအဒီရှိချမ်းနေဆွဲမယ်စပြီးတော့တန်းတန်းလေးဆွဲကြတယ်ဒီခါဝါလောက်ကပြန်တက်သွားပြီးတော့ဒီနောက်ထိလာမယ်တစ်ချက်တည်းပြီးဆွဲရတယ် ပြီးရင်ကျွန်တော်တို့ဒီမှာဒီအလဲဆန္ဒကိုယူတယ်ဖြတ်လာတယ်ပြီးရင်ဗာလဲဒီအလဲဆန္ဒကိုပြန်ဆုံးတယ် you အဲ့တော့ဗရိဒါမှာနံပါတ်1ဒီတော့ဟာရက်တဲ့နေရာမှာချက်ရက်သွားတယ်ပြီးတော့ချက်꿰လိုက်တာဒီဘက်အကွာဝိုင်းကြီးကိုဝင်လာတယ်ပြီးတော့နောက်တစ်ခုသတိဒါမှာကအလဲဆန္ဒဒီနားအစရဲဒီနားမှာပြန်ဆုံးတယ်ဒီအလဲဆန္ဒမှာပဲကျွန်တော်ပြန်ဆုံးတယ်အဲ့ပုံစံမျိုးဆွဲမယ် ဟာကြောင့်ဒီဆွေးမယ်အချက်နေချက်ပြီးရင်တော့ဒီစန္နာလေးစရင်ဒီစန္နာမှာပြန်ဆုံးတယ်ယူ ယူပြီးရော့ရော့တော့ဒီမှာကျွန်တော်စဉ်းစားဖို့ကောင်းတယ်ဒီဘက် channel လေးเนาะဒါလေးကိုအလေးဆန္ဒတစ်တက်မှာတစ်ချက်ဟိုဘက်ကိုဒုတိယအကွက်မှာဆက်ဆွဲရယ်ပြီးရင်နောက်တစ်ချက်ကနောက်တစ်ချက်နဲ့ပြီးဆွဲရမှာဆန္ဒတစ်တက်ကနေဆွဲချလာတယ်တဝလာရောက်ရင်ကျွန်တော်ကလည်းစပြီးတော့အဲ့ဒါဆိုရင်ရော့အေးသားပြီးသွားပြီ ဟုတ်သူကပထမဆုံးအချက်โอเคပြီးတော့နောက်တစ်ခုသတိထားမှာကအစံနာတက်တက်ကနေပြီးတော့ဆွဲဆင်းလာတာအဲ့တော့သူဆက်ကြည့်မယ်ဟဲ့နော်ဆက်ကြည့်သွားတာကအဲ့တော့နံပါတ်1ချက် င်းဆန္ဒတတရနေဆွဲလာတယ်ခါဝါလောက်ရောက်ရင်ကျွန်တော်ကလည်းဟောပါလေယော့ရေးတာဟောကျွန်တော်ဒီနေ့တင်တဲ့နောက်ဆုံးသုံးလုံးဖြစ်တဲ့ယယူယော့သုံးလုံးလုံးပြီးသွားပြီဆိုတော့ဒီနေ့အတွက်အင်စာကစုအောင်မလို့လေ၈လုံးမနေ့ကပြင်လာတဲ့အလုံး30နဲ့30နဲ့၈လုံးပြီးရင် day 4မှာနောက်တဲ့ဟိုဒါကူနဲ့ဟန်တာကူကိုတင်ပြီးသားရှိသေးတယ် အဲ့ဒီဟာလေးပါဆက်ပြီးလုပ်မယ်ဆိုလို့ရှိရင်ဒီနေ့တော့အင်စာတော့ညားတော့မှဆိုလို့ဒီနေ့အစ်စ်နေနေတော့၈လုံးပါเนาะအဲ့တော့ဒီဟာလေးနဲ့သုံးလို့ချက်ဝါကြဖွင့်မယ်ဒါပါလေရေရရှမ်းမရမဆိုရင်ပါလေတောင်ရမတောင်ရမပါလေတောင် ဟုတ်ပါလေရရဆဲပါလေညာဆဲအလုံးလေးတွေပြီးသွားပြီအဲ့တော့ဒီနေ့တင်လိုက်တာငါဝီလုမေမို့ရယူယောအေးသားရဲ့အရှိအလုံး30ပြောင်းတော့ပြန်ချက်ထားပြီးလို့ရှိရင်ကျွန်တော်တို့ဘာပြန်လာဘာဆက်လာမလဲဆိုလို့ရှိရင်ဒါကုန်းနဲ့ဟန်တာကုန်းနဲ့ဆက်ပြီးတော့တင်ပေးပါမယ်ခင်ဗျာဆက်လက်ပြီးတော့ကျွန်တော်တို့ဒီ ဒီဖို့တော့ဆက်လက်ပြီးပါလာမယ်ဆိုလို့ရှိရင်ဒီမှာပြောပြချင်းလိုက်ရင်ရှုပ်သွားမလို့ထင်เนาะမရှုပ်ပါဘူးเนาะကျွန်တော်တို့ဒီနေ့အတန်လေးနှစ်ခုထပ်တင်ပေးမယ်အဲ့ဒါကပါလဲဆိုတော့ဒီလိုမျိုးဟာလို့ပေါ့အဲ့လိုနှစ်ချောင်းတက်တင်တာအာ55ဒီဂရီလောက်မှာအဲ့လိုတင်တာဒီအချောင်းလေးနှစ်ချောင်းတင်တာပေါ့ဗျာအဲ့လိုဒီတင်လိုက်လိုက်တင်တာလိုက်တင်တာကိုကျွန်တော်ဒါခုအုံလို့ခေါ်တယ်ဒါခုအုံဒါပေမဲ့ကျွန်တော်ဒီမှာတော့ဒန်တန်လို့ကျွန်တော်အသုံးပြမယ်ဒါပေမဲ့သူ့ကိုဘာလဲလို့မေးရင်တော့ဒီအချောင်းနှစ်ချောင်းကဘာလဲဆိုရင်တော့ဒါခုအုံပါဗျာ အဲ့တော့ကျွန်တော်တို့ဒီမှာဓာတ်ခွန်ဟောပါတော့ဓာတ်ခွန်ကိုကျွန်တော်ဒန်ဒန်လို့လည်းအတန်ထွက်လို့ရတယ်ပါနော်အဲ့တော့45ဒီဂရီလေးမှာဆောင်းဆောင်းရဲ့နှချောင်းနှချောင်းလိုက်တင်တာကိုကျွန်တော်ဒီမှာဓာတ်ခွန်ဟောပေါ့အော်ပထမအဆုံးနေနဲ့ခခိခုခေခုဆိုရဲခအုစုပါနော်ခခိခုခေခုဆိုရဲခအုစုကိုအခုလို45ဒီဂရီဆောင်းဆောင်းလေးမှာဒီလိုမျိုးလေး ဒုချောင်းနဲ့ချောင်းပါဗျာအလွယ်မှိုက်ဒုချောင်းနဲ့ချောင်းတနည်းအားဖြင့်ဓာကုံအောင်ဒါမှကြော်ဒီမှာဒန်ဒန်လို့တော့မယ်နော်ဒန်ဒန်တင်လာလို့ရှိရင်သူကကားငယ်အုပ်စုပြောင်းသွားတယ်ကျောင်းမြန်မာဆောင်မှာရှိရလေကာကြီးခခွေကားငယ်ဆိုတော့ကျောင်းကားခတန်ပြီးသွားပြီဂျပန်မှာကျောင်းကားငယ်တန်ကိုကျွန်တော်လာတယ်ပေါ့အဲ့ကားငယ်တန်ကဘယ်ကနေပြောင်းလဲလာလဲဆိုတော့ခအုပ်စုကနေပြောင်းလဲသွားတာခခီခုခေခို့လဲလဲလေးနော်ကျွန်တော်အချောင်းနဲ့ချောင်းလိုက်တင်လိုက်တယ်လေကားဒီဂုခေခို့ ဖြစ်သွားတယ်။ဟောပြောကြည့်အောင်ခေါဥစုဖြစ်တဲ့ခခိကုခဲကိုခေါဥစုကိုဒါပါတင်မလဲဒန်ဒန်တင်မယ်။ခေါဥစုကိုဒန်ဒန်တင်ခေါဥစုကိုပြောပြောပြောမယ်နော်ခေါဥစုကိုဒန်ဒန်တင်ခေါဥစုကိုပြောအဲ့လိုမဆိုရင်တော့ခေါဥစုဒါကုန်တင်ခေါဥစုကိုပြောဆိုတဲ့ဖြစ်တယ်နော်။ကဲဒီမှာတစ်ခုပဲစံသတ်မှတ်လိုက်အောင်ခေါဥစုကိုဒန်ဒန်တင်ခေါဥစုကိုပြော အဲ့တော့ခောက်တင်တော့ခသူပဲနေလို့ရှိရင်ဒီတိုင်းနေလို့ရှိရင်တော့ဗာလေခကျွန်တော်တို့ဗာတင်လိုက်လေနောက်ထပ်နှစ်ချောင်းလေးထပ်တင်လိုက်လေအားသာပြောရလေခဘယ်လိုတန်ထွက်သွားလဲ G A ခကဲတော်သူနေတော့ခိခိရောမှာကျွန်တော်နှစ်ချောင်းလေးဆက်တင်လိုက်တယ်ခိရတင်လို့ဖြစ်နေနော် ခီခီရတော့မှာနှစ်ချောင်းတင်လိုက်တော့ဘာသာထွက်သွားလဲဂီကေတူဝဲနေတော့ခုကျွန်တော်ကဒီလိုနှစ်ချောင်းလေး၄၅တိစောစောလေးမှာနှစ်ချောင်းလေးတင်လိုက်တော့ဂုလွယ်တော့ဂါဂီဂုဖြစ်သွားပြီဒီတိုင်းနဲ့ဂဲစင်ကို ပေါ်တော့ရှိနေပရမကပါလေခါခီခုခေခို့ဆိုရှိတာအဲ့ဒါကိုကျွန်တော်ဒီဘက်ကဓာတ်ပုံလေးတလိုက်တော့ခါခီခုခေခို့ဆိုကျွန်တော်လည်းငါလို့ထပ်ပွားလာတာသူဖြစ်သွားတာပေါ့နော်အဲ့တော့မှတ်တာလွယ်ပါတယ်ခေါ့ဥစုကိုဒန်ဒန်တင်ခေါ့ဥစုကိုပြောင်းခါခီခုခေခို့